ဒီကောင်မတော့အမျိုးသားများတည်ထားဖို့လင်တန်လိုတော့မမာနိုင်ပဲပြော့နေရင်ဘာတွေလုပ်ပေးရမလဲဆိုတာတင်ဆက်ပေးခြင်းပါလေကိုရိုးရဲ့ဖွားဖက်တော်လေးဟာခနာကူကနေတီကြခွဲထွက်နေတယ်လို့ထင်ရပါတယ်ဒါပေမဲ့ မဟုတ်ဘူးဆိုတာသိထားတယ်မှာလေကျွန်တော်ရဲ့လိမ့်တန်းဒီလည်းပဲခန္ဓာကိုယ်မှာရှိတဲ့အခြားကိုယ်ဝင်ကအစိတ်ပိုင်းတွေနဲ့အတူသွေးအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကိုဝေမျှတုံ့ဆွဲနေရတာဖြစ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်မှာလိုအပ်ချက်တစုံတရာရှိခဲ့မယ်ဆိုရင်ဖွာဖက်တော်မှာလည်းတည်ရောက်မှုရှိသွားပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဖွာဖက်တော်ကျမ်းမာတန်ဆွမ်းပြီးကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်နီလန်းတချို့ကိုတင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ blackberry စာတုံးမှာ blackberry အဲ့ဒါ berry တို့လိုအနှက်ရောင်ရှိတဲ့စပစ်မျိုးနွယ်ဝင်တွေထဲမှာလိင်တန်းထောင်မှတ်မှုကိုအားပေးလှုံ့ဆော်ပေးနိုင်တဲ့ anthocyanin ဓာတ်တို့ဆန့်ကျင်ပစ္စည်းတွေပါဝင်ပါတယ်။ဒါကြောင့်လိင်တန်းလေးကြမ်းမာတန်ဆွမ်းစီခြင်းတော့ blackberry elderberry တို့လိုအနှက်ရောင်ရှိတဲ့စပစ်မျိုးနွယ်ဝင်အသီးတွေကိုစားပေးသင့်ပါတယ်။နံပါတ်1ဆီလီဖြတ်ပါဆီလီတောက်တတ်တဲ့ဆိုရင်နှလုံးရောဂါ လေဖြတ်တာအဆုတ်ကင်စာနဲ့စီးရိတ်ကင်စာတွေဖြစ်နိုင်ခြင်းရှိနေပါပြီ။ဒါတွေအပြင်ဗန်းဒေးပန်းညိုဖြစ်စေနိုင်တဲ့တွေးကြောထိခိုက်မှုတွေနဲ့လည်းသက်ဆိုင်နေပါတယ်။လေလာမှုတွေရတရက်လောက်ဆေးလိမ့်မတော့ဘူးဆိုရင်တောင်တင့်ဖွားဖက်တော်ရဲ့စွမ်းဆောင်ရည်ကို50ရာခိုင်နှုန်းအထိတိုးတက်လာစီတယ်လို့ဆိုထားပါတယ်။ကဲဒီလောက်ဒုက္ခပေးတဲ့ဆေးလိမ့်ကိုဘာလို့တောက်နေအောင်ပါလဲ။အိယာဘောကတာယာမှုတွေကိုဖျက်ဆီးပြစ်နိုင်တဲ့ဆေးလိမ့်ကိုအခုပဲဖျက်လိုက်ပါ။နံပါတ်2 အာယုံခံစားမှုအကောင်အောင်လို့ပါ စိတ်ဖြစ်စည်းမှုတွေများလာတဲ့အခါမှာသွေးကြောတွေကို တောင့်တင်းစေတဲ့ entry line တပ်တွေထွက်လာစေပါတယ်ဒီလိုဖြစ်တဲ့အခါမှာဘွားကတော်လေးငိုချထောင်မှတ်မှုကို ထိခိုက်စေနိုင်ပါတယ်ဒါကြောင့်စိတ်ဖြစ်စည်းမှုကိုပြေလျော့စေနိုင်ဖို့အတွက်အာယုံ၅ပါးကိုစူးစိုက်ပြီးလေ့ကျင့်ပေးပါစိတ်တင်းမာမှုတွေစိတ်ဖြစ်စည်းစရာတွေးတွေကို အတတ်နိုင်ဆုံးဖြေဖြောက်ပါ အသက်ရှူနေခြင်းကပုံမှန်လို့ပါ အကောင်းမြင်စိတ်ဝေးတက်ဖို့လည်းတင်ထားရမှာဖြစ်ပါတယ်။နံပါတ်၄အရင်ဟောက်တက်တဲ့အကျင့်ကိုဖြောင်းပါ။အိတ်ဆက်ရင်ဟောက်တက်တဲ့သူရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေမှာအောက်ဆီဂျင်အလုံးလောက်မရတတ်ပါဘူး။ဒါကြောင့်ဘွားဖက်တော်မှာရှိတဲ့တ िश ူတွေအောက်ဆီဂျင်အလုံးလောက်မရတဲ့အခါငိုကြားထော်မှတ်မှုကိုအားနည်းစေနိုင်ပါတယ်။ဒါဆိုရင်အိတ်ရင်ဟောက်တဲ့အကျင့်ကိုဘယ်လိုဖြောင်းရမလဲ။ဟောက်တက်တဲ့အကျင့်ကိုဖြောင်းဖို့အတွက်ခက်ခက်ခဲခဲနီးလန်းတွေစဉ်းစားမနေပါနဲ့။ ခေါင်းကိုအမြင့်မှာထားပြီးအိပ်မယ်ဆိုရင်အဆင်ပြေပါတယ်။ဒါကိုလည်းဒီရကစာပြီးလုပ်ကြည့်ပါ။ဟောက်တက်တဲ့သူဖြစ်တဲ့ဆိုရင်ပေါ့။နံပါတ်၅အနက်ရောင်ချောကလက်စာပါ။အနက်ရောင်ချောကလက်ကလူကြားထောင်မှမှုအတွက်ဈေးတလဲဖြစ်ပါတယ်။အနက်ရောင်ချောကလက်မှာတွေးကြောတွေကိုကျဲစေတဲ့ဓာတ်ပစ္စည်းတွေပါဝင်တာကြောင့်လူကြားထောင်မှမှုကိုအားပေးပါတယ်။ဘယ်လောက်စားရမလဲဆိုရင်တရက်ကို1.6အောင်စားလောက်စားပေးတင်ပါတယ်။နံပါတ်6 ကိုယ်အလေးချိန်လျှော်ချပါတင်းရဲ့ခန္ဓာကိုယ်အလေးချိန်ညွှန်ကိန်း BMI ကိုတွက်ချက်ပါ BMI က25နဲ့အထက်ဖြစ်နေမယ်ဆိုရင်တင့်ဖွားဖက်တော်နိုးကြားထောင်မမှုက အပြည့်ဝမဟုတ်ဘူးဆိုတဲ့သဘောဖြစ်နေပါတယ်ကိုယ်အလေးချိန်များတဲ့ယောက်ျားတွေမှာလိင်စိတ်ကိုနိုးကြွစေတဲ့တက်စတိုစတိုရွန်အစ်စထရိုဂျင်အဖြစ်ပြောင်းလဲသွားတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်ကိုယ်အလေးချိန်ကိုလျှော့ချဖို့လိုအပ်ပါတယ်အစားလျှော့စာလိင်ကျန်ကပုံမှန်လုပ်ပြီးပါနံပါတ်9အဆိုင်ကူထုံခံယူပါ တင့်ရဲ့ profit တော့စွမ်းဆောင်ကြီးတော်တော်ကျနေပြီလို့ထင်နေရင်တော့ SIQ ထုံးကိုခံယူကြည့်ဖို့အကြံပြုချင်ပါတယ် SIQ ထုံးတွေဟာစိတ်ကြောင့်ဖြစ်တဲ့ဘန်းဒီဘန်းမျိုးကိစ္စတွေကိုတက်တာပြောက်ကင်းစေနိုင်ပါတယ်နံပါတ်၈ဒီမဆုံးကြွတောင်းရီတံပါပါစေ။ဗန်ဒီပန်းညိုတာကိုကုသဖို့အကောင်းဆုံးလီလောင်းတွေတဲကတခုကတော့တုံ့လွတ်မစွာအောင်ထိမ့်မှုလေ့ကျင့်နည်းနဲ့တူပါလေ။ဟုတ်ပါလေ။ဒီမဆုံးအောက်ပိုင်းကြွတောင်းရီကိုလေ့ကျင့်ပေးဖို့ဖြစ်ပါလေ။ စီးသွားရင်ညှစ်တယ်လို့မျိုးညှစ်ပြီးလေ့ကျင့်ပေးနိုင်ပါတယ်။နေ့စဉ်နေ့တိုင်း6လကြာအောင်လေ့ကျင့်ပြီးရင်အချိန်လေးကောင်းလာမှာဖြစ်ပါတယ်။နံပါတ်9တောက်ဆေးတွေမှီဝဲပါ။အချက်ပါနီလာမီနဲ့ဘလို့မှအဆင်မပြေနိုင်တော့ဘူး။တက်ဆိုင်ရာဆရာုံနဲ့တွားရောက်ဆွေးနွေးပြသပါပြီ။လိုအပ်တဲ့ဆက်လက်ပြီးတော့ဂယုပြုတဲ့နဲ့နှလုံးကြမ်းမာရဲ့အကြောင်းလေ့လာကြရအောင်။ယူရိုရဲ့နှလုံးကခန္ဓာကိုယ်ထဲရှိ cell ပေါင်းတိမ့်တန်း gray အာဟာရနဲ့ အောက်ဆီဂျင်ရရှိဖို့အတွက်မိုင်ပေါင်း6000ခန့်အကွာဝေးရအောင်ပြတ်ထုတ်ပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်နှလုံးကြားမာရေးကောင်းမွန်အောင်နေသင့်ပါလေ။တဘာတဝမလေးလာမှုများအရာနှလုံးကြားမာရေးကနေ့စဉ်ဘဝနေထိုင်မှုပုံစံနဲ့အတော်ဆက်ဆက်မှုရှိနေပါလေ။နှလုံးပျက်စီးမှုမရှိအောင်ကာကွယ်နိုင်ဖို့ကိုပြုလုပ်မှရတဲ့အတွက်ကြားမာရေးကောင်းမွန်အောင်ဆောင်ရွက်သင့်ပါလေ။ကိုယ်လည်းပင်အတိုင်းအတာကိုစစ်ဆေးသင့်ပါလေ။လေးလာမှုအရာလည်းပင်အကျယ်အတိုင်းအတာကခအတိုင်းအတာထက်နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုပြီးမှတ်ဆနိုင်တယ်လို့တည်ရပါတယ်။လည်းပဲအရွယ်စားကြီးမားလေးလေးနှလုံးရောဂါဖြစ်နိုင်ခြင်းများလေလေလို့အမေရိကန်သုတေသီတို့ကဆိုပါတယ်။လည်းပဲအတိုင်းတာကိုတိုင်းရင် ပြမျအမျိုးသမီးအတွက်34.2စင်တီမီတာ23.5လက်မနဲ့အမျိုးသားတွေအတွက်40.5စင်တီမီတာတို့မဟုတ်16လက်မဖြစ်ပါတယ်။လည်းပဲတုံနေတာကနှလုံးကျန်းမာရေးအတွက်မကောင်းတဲ့ဝန်းရွှဲအစီအွေအသည်းနဲ့နှလုံးမှာဆူဆောင်းနေတဲ့လက္ခဏာဖြစ်ပါတယ်။ အဟာရကျေဝါပြီးကျမ်းမာတဲ့နီးနဲ့စီမံထားတဲ့အစားအစာများစားသုံးသင့်ပါတယ်။ငါးကြော်ထက်ငါးကင်ကို စားသုံးသင့်ပါတယ်။နှလုံးကျန်းမာရေးအတွက်စားသုံးမှုကကောင်းတဲ့အစီ HDL, High Density Lipoprotein ကို အလဲအလှယ်ပြုလုပ်ပေးနေခြင်းဖြစ်ပါတယ်။ညီပဲနှံနေကြာစီတို့ဟာမပြေဝစီတဲ့ပါဝင်ပါတယ်။ပြေဝစီက LDL ဖြစ်ပြီးနှလုံးမှာအဆီဖုန်းခြင်းကိုဖြစ်စေပါတယ်။နာနဲ့ဆော့ဆော့အတွက်အုတ်ဂျုံမှု အုတ်မင်းကနှလုံးကိုကျမ်းမာစေတဲ့စားစာဖြစ်ပါတယ်။ကျမ်းမာရေးအတွက်အကောင်းဆုံးအုတ်ဂျုံမှုအမျိုးအစားမှာအုတ်ဂျုံပုံချောင်း Steel Cut အုတ်စားသုံးသင့်ပါတယ်။အုတ်ဂျုံပုံချောင်းခွက်လေးပုံတပုံနဲ့အုတ်ဂျုံပုံပြတမယိုးချအုတ်ဒုံမခွက်နှစ်ပုံတပုံကိုစားသုံးသင့်ပါတယ်။နှလုံးကျမ်းမာရေးအတွက်တရားသီးစားသင့်ပါတယ်။တရားဒီကိုတင်းစားဖြစ်စားပေးရင်မကောင်းတဲ့ကိုလက်စထရောကျစေပြီးနှလုံးကျန်းမာရေးကောင်းစေခေါင်းခဏခဏကြိုက်တာပါကြောင့်လဲဆိုတာဆက်လက်လေ့လာကြရအောင် ခေါင်းကိုက်တာကနေ့စဉ်ဘဝမှာအချိန်မရွေးခံစားရနိုင်တဲ့ကျန်းမာရေးပြဿနာဖြစ်ပါတယ်။ဒါပေမဲ့နေတိုင်းခံစားနေရတဲ့ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။တကယ်လို့ခေါင်းကိုက်တာကိုနေ့စဉ်လိုလိုခံစားနေရပြီဆိုရင်တခုမှားညွန့်နေတာဖြစ်နိုင်ပါတယ်။ဥပမာဆန်နဆက်စ်နဲ့ဇက်တဝိုင်းမှာခံစားရတဲ့တက်တောင့်တက်တာမရှိတဲ့အခြေအနေတရက်ဖြစ်ပြီးလှုပ်ရှားလွန်းလာကြောင်းဖြစ်နိုင်တယ်လို့ခေါင်းထဲမှာရှိတဲ့နာကျင်မှုကိုအာယုံခံတဲ့အစိတ်ပိုင်းတွေကြောင့်ပြဿနာဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ခေါင်းကိုက်စေတဲ့အကြောင်းရင်းတွေကတော့ ရာသီဥတုအပြောင်းလဲကဖိနဲ့အယ်ကိုဟောများသွားတာရေးတာနဲတာအစာစားတွေအဲ့ချိန်မပြေဝတာတွေကြောင့်ခေါင်းကိုက်နိုင်ပါလေခေါင်းကိုက်တာကတပတ်ကိုတစ်ချိန်လောက်ဆိုရင်ပုံမှန်လို့ပြောလို့ရပါမယ်ခဏခဏခေါင်းကိုက်နေမယ်ဆိုရင်တော့အဖျားရှိနေတာအိမိတာတွေကြောင့်ဒီနေ့တောင်မှခဏခဏခေါင်းကိုက်နိုင်ပါလေအဖျားရှိတဲ့အခါသွေးပေါင်ချိန်တက်တာကိုရင်းမှရေးတာနဲတာတွေကြောင့်ခေါင်းကိုက်တာကိုခံစားရနိုင်ပါလေကျွတ်သားတွေတောင်းတင်းနေတာအထူးသဖြင့်လေပင်နဲ့ဇက်ကြောတဝိုက်ကကျွတ်သားတွေတောင်းတင်းနေတာကအစား ခဏခဏခေါင်းကိုက်စီရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာရေးတာနဲတဲ့အခါဇက်တဝိုင်းနဲ့လေဘေးကကြွက်သားတွေတောင်ပင်ပြီးခေါင်းကိုက်တာကိုခံစားရနိုင်ပါတယ်။ကိုယ်တိုင်ကရေးတော့နေမယ်၊ရာသီဥတုပူလေးဆွဆူတာကြောင့်ထွေးထွက်မြမယ်ဆိုရင်တော့ခေါင်းခဏခဏကိုက်နေရတဲ့အကြောင်းရင်းကကိုယ်ထဲမှာရေးတာနဲနေတာကြောင့်ဖြစ်နိုင်ပါတယ်။ခေါင်းခဏခဏကိုက်ရတဲ့နောက်ထပ်အကြောင်းရင်းတစ်ရက်ကတော့တွေးတူတာဖြစ်ပါတယ်။တွေးတူတဲ့အခါခေါင်းကိုက်တာဇက်ကြောတက်တာတွေကိုခံစားရနိုင်ပါတယ်။ ခေါင်းခိုက်တာနဲ့အတူနှစ်ထင်သားကသွေးကြောလေးတွေကဒုဒုဒုခုန်နေပြီဆိုရင်တော့သွေးပောင်ချိန်ကြည့်ဖို့လိုပါပြီ။ကိုရင်းမှာဟော်မုန်းပြောင်းလဲတာကြောင့်လည်းခေါင်းခဏခဏကိုက်တာမျိုးခံစားရနိုင်ပါလေ။ခန္ဓာကိုယ်ရဲ့အဓိကဇလိုက်တွေဖြစ်တဲ့ serotonin နဲ့ estrogen ဟော်မုန်းတွေပြောင်းလဲမှုကခေါင်းကိုက်ခြင်းကိုအစပြုစေနိုင်ပါလေ။ဟော်မုန်းအတက်ကျကလည်းခေါင်းကိုက်စေတဲ့ကြောင်းရင်းဆိုတာမေ့မထားပါနဲ့။စိတ်ရစရာတွေကိုသိမ်းထားတဲ့သူတွေတာမချင်းတွေတိဖွဲလေးတွေကအစလိုက်ပြီးစိတ်ဖြစ်စည်းနေတဲ့သူတွေကခေါင်းခဏခဏကိုက်တတ်ကြပါလေ။ ဒါကြောင့်ခဏခဏခေါင်းခိုင်နေပြီးဆိုရင်စိတ်ဖြစ်စည်းမှုတွေကိုတင်ထားမိပြီလားဆိုတော့ကိုယ်တိုင်စမ်းစစ်